လူတယောက်ကကိုယ့်ရဲ့နှလုံးသားမှာမေတ္တာတွေကိန်းပြီးတော့မေတ္တာနဲ့နေမယ်ဆိုရင်အဲ့ဒီပုံကို နေတဲ့ဘဝဟာမြတ်စွာဘုရားကယဟန်တပါးဆိုရင်ရတ္တိဇာနာဇာနဲ့နေတဲ့ပုံကိုလို့ဒီလိုပြောပါနဲ့နေတယ်မေတ္တာနဲ့နေရင်တော်ကောင်းနေပါနဲ့နေတယ်မေတ္တာဇာန်ပေါ့ဟုတ်လားမေတ္တာနဲ့နေဇာနဲ့နေတာပဲ ဇာနာဆိုတာပြိတဲ့လောင်မြိုက်တယ်လောင်ကျွမ်းတယ်လို့ဒီလိုအဓိပ္ပာယ်ရဇာနာကနေမှဇံဒီလိုဖြစ်တယ်မဟုတ်လားဘာတွေကို လောင်တယ်လဲမိလဲတော့နိဝရဏ၅ပါးကိုလောင်မြဲတယ်ဟုတ်ပြီလားနှလုံးသားမှာမေတ္တာကိန်းနေတဲ့ပုဂ္ဂိုလ်ကဘာတွေကိုလောင်ပြစ်တယ်နိဝရဏတရား၅ပါးကိုလောင်ပြစ်နိဝရဏဆိုတာကာမိစ္ဆန္ဒနိဝရဏနိဝရဏဆိုတာပိတ်ဆို့ ကုသိုလ်ဖြစ်ခွင့်နေပိတ်ဆို့တာဉာဏ်ဖြစ်ခွင့်နေပိတ်ဆို့တာကောင်းတဲ့တရားမှန်တယ်များကောင်းခွင့်မရအောင်ကြိုးပေးခွင့်မရအောင်ပိတ်ဆို့တာလောက်ခွင့်မရအောင်ပိတ်ဆို့တာဒါကိုပါခေါ်တယ်និဝရဏကာမအာကြီးလာပြီဆိုရင်လေလူကပိတ်သွားတော့တာပဲဟုတ်ပြီလားနှလုံးသားမှာမေတ္တာတည်းအာကြီးနေတဲ့ပုဂ္ဂိုလ်ကဘိသိဟာသူများရဲ့ပုံမှာကာမနဲ့ဆက်ဆံခြင်းနဲ့စိတ်ကြည်တဲ့စိတ်တွေရှိတော့ဘူးတဲ့မေတ္တာနဲ့ဘိသိအကျိုးလိုလားတဲ့စိတ်ပဲပေါ်လာတော့တာတဲ့ ုတ်ပြီလားကာမိစန္ဒပြီးတော့ဗာလဲဗျာဗျာပါရဗျာပါရဆိုတာဒေါသပဲနှလုံးသားမှာမေတ္တာကိန်းနေတဲ့ပုဂ္ဂိုလ်ကသူများကိုဗိလိဒေါသဖြစ်เสียရှိသေးလားမရှိတော့ဘူးကိုယ့်ရဲ့နှလုံးသားမေတ္တာပို့ထားလဲမေတ္တာသာကိုယ်နှလုံးသားရောက်နေရင်သူများပေါ်ဒေါသမထွက်တော့ဘူးလေဟုတ်ပြီလားအဲ့တော့ဗိလိမေတ္တာဇံပွားများနေတဲ့ပုဂ္ဂိုလ်ကအဲ့ဒီဒေါသကိုလည်းဗာဖြစ်လိုက်တဲ့လောင်မြိုက်ပြလိုက်တာ ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တန်တာမှာဒေါသနှလုံးသားမှာလည်းဒေါသတွေကိန်းနေတယ်အပြင်ကဒေါသထွက်စရာနေနဲ့ကြုံလာမယ်ဆိုရင်အဲ့ဒီဒေါသကပြိတ္တိကိုယ့်ရဲ့ဇံမေတ္တာကမတားနိုင်ဘူးမေတ္တာဇံကမတားနိုင်ဘူးမေတ္တာဇံမရှိဘူးဆိုရင်အဲ့ဒီဒေါသကဘယ်သူ့ကိုလောင်သွားတယ်လူကိုပြန်လောင်သွားဟုတ်လားဒေါသထွက်လာရင်အကြောင်းကျိုးကောင်းဆိုသိသေးလားသောသောအထာဏာသာနာတိသောသောဓမ္မနပ္ပတတိ ဒေါသထွက်ရင်အကြောင်းကျိုးကောင်းဆိုမသိတော့ဘူးအဖေရောမေရောနားမလဲတော့ဟုတ်လားအာဘုန်းကြီးရောကိုရင်ရောစီလာစီရောဘန်းသိတော့ဒေါသထွက်လာရင်ဆဲကျင်တာဒေါသထွက်လာရင်အော်ကြီးဟစ်ကျင်တဲ့သူများရဲ့မကောင်းကြောင်ပြောကျင်တာအဲ့ဒီကလေးကနှလုံးသားမှာဘာမရှိတော့ဘူးလေမေတ္တာမရှိဘူးဟုတ်လားအဲ့ဒီဆဲဆန်ဆိုဆန်ကြီးကြားလိုက်ရင်တော်ကောင်းလေအေးတာလားပူတာလားဒေါသကပူတယ်လေဟုတ်လား မေတ္တာကဘာဖြစ်တော့အေးအဲ့တော့